အားလုံးပဲမင်္ဂလာပါဒီနေ့တင်ကြမယ့်ခေါင်းစဉ်လေးကတော့နေ့တသမကိုဝဲလိုအားဖန်ဆင်တဲ့ဂျောင်းလိုအားဖန်ဆင်ဆိုတဲ့အကြောင်းအရာလေးကိုတည်ယူကြရမှာဖြစ်ပါတယ်ဒါဆိုတင်ယူရကြည့်ရွယ်ချက်ကလေးကိုကြည့်ပါမယ်ဝဲလိုအားဂျောင်းလိုအားတို့ကို ကုန်စည်တစ်ခုရဲ့ဈေးနှုန်းပြောင်းလဲမှုပေါ်ရန်တာ မူတည်၍တင်းချာပုံစံဖြင့်အာမြဇင်းလုံးအာမြကုန်စီရေးတွက်များတွက်ချက်နိုင်ကြောင်းကိုသိရှိစေရန်ရွေးပါတယ်။ဒေသမကိုဝဲလိုအား function နဲ့ရောင်းလိုအား function demand function and supply function ။ဒီမှာဆီယမ်မာတို့ပထမဦးဆုံးဝဲလိုအားဖန်ရှင်ကိုလေ့လာကြမှာဖြစ်ပါတယ်။ဝဲလိုအားဖန်ရှင် demand ဖန်ရှင်အဲ့ဒီမှာဆိုရင်ဆီယမ်မာတို့ကရှေ့မှာဝဲလိုအားကိုပြဋ္ဌာန်းသောအချက်များကိုလေ့လာခဲ့ပြီးဖြစ်ပါတယ်။အဲ့တော့ဆီယမ်မာတို့ရဲ့ဝဲလိုအားကိုပြဋ္ဌာန်းတဲ့အချက်မှာတူးချင်းဝဲလိုအားကိုပြဋ္ဌာန်းတဲ့အချက်နဲ့ဈေးကွက်ဝဲလိုအားကိုပြဋ္ဌာန်းတဲ့အချက်ဆိုပြီးတော့အချက်နှစ်ချက်ကိုလေ့လာခဲ့တာဖြစ်ပါတယ်။ဒါကရှေ့မှာတင်ယူခဲ့ပြီးအကြောင်းအရာလေးကိုဆီယမ်မာကပြောခြင်းဖြစ်ပါတယ်။ အဲ့တော့ဒီမှာတင်ကန်းစာလေးကိုဆက်ကြည့်ပါမယ်။အချိန်ကာလတစ်ခုအတွင်းကုန်းစီတစ်ခုဤတူးချင်းဝယ်လိုအားကိုပြဋ္ဌာန်းသောအချက်များမှာတဲ့။လိလာနေသောကုန်းစီဇင်းတုံးစားသုံးသူဤဝင်ဝင်စားသုံးသူဤကြိုင်းနေတဲ့မှုနဲ့အခြားကုန်းစီများ၏ဇင်းတုံးများနောက်တစ်ခါစားသုံးသူဤမျော်မှန်းချက်စသည်တို့ပါဝင်ပါတယ်။ဒါရီယာဆိုရင်ရှေ့မှာဆရာမတို့ဝယ်လိုအားကိုပြဋ္ဌာန်းတဲ့အချက်ထဲမှာဆိုရင်တူးချင်းဝယ်လိုအားကိုပြဋ္ဌာန်းတဲ့အချက်၅ချက်ဖြစ်ပါတယ်။ အဲ့ဒီအချက်တွေပေါ်ပြောင်းလဲမှုပေါ်မှာမူတည်ပြီးတော့ဝဲလိုအားပြောင်းလဲမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ဒီဆက်ဆက်မှုအခြေအနေကိုတင်ချဖန်ဆင်ပုံစံနဲ့ဆိုရင်ဆရာမတို့ကအောက်မှာရေးသားထားတဲ့အတိုင်းပေါ်ပြလို့ရပါတယ်။လေ့လာနေသော ကုန်စည်မှာအိတ်ဖြစ်သည်ဆိုပါစို့။ဒါဆိုလို့ရှင်ဆရာမတို့က GDX ညီမြချင်းဖန်ဆင်ပုံစံဖြစ်တဲ့အတွက် F PH, M, T, P0 ကောင်မ E လို့တွေ့ရမှာဖြစ်ပါတယ်ဒါသင်ချက်ဖန်ရှင်ပုံစံလေးပါအောက်မှာဆရာမတို့ဆက်ပြီးလေ့လာရမှာကဒီကျောင်းရထဲမှာပြောထားတယ် BH တို့ M တို့ T တို့ P0 တို့ E တို့ဆိုတာဘာဘယ်လိုအကြောင်းအရာတွေပြောတာလဲဆိုတာကိုဆရာမတို့ဆက်ပြီးတော့လေ့လာကြရမှာဖြစ်ပါတယ်ဒါဆိုဆရာမတို့ဆက်ပြီးတော့လေ့လာပါမယ်အဲ့တော့ဆရာမတို့ကဒီဝယ်လိုအညီမြချင်းမှာဆိုရင် GDX အဲ့ဒါကဘာပြောရလဲဆိုရင်ကုန်စီ X ဝယ်ယူမိအရေးအတွက်ဒါကြောင့်မလို့ကျူက quantity D က demand မှာ X ကဆီယမားတို့ရဲ့ကုန်စီကိုဆိုလိုခြင်းဖြစ်ပါတယ် F ကတော့ဆီယမားတို့အတင်းချ function နဲ့ပေါ်ပြခြင်းဖြစ်တဲ့အတွက် function မှာ P X ကတော့ကုန်စီ E ဈေးနှုန်း M ကတော့စားသုံးသူ၏ဝင်ငွေ money ဖြစ်ပါတယ် D ကတော့စားသုံးသူ၏ဈေးနှုန်းမှု taste ကိုပြောခြင်းဖြစ်ပြီးတော့ ပီကတော့အခြားကုန်စည်များ၏ဈေးနှုန်းဖြစ်ပါတယ်။ E ကတော့စားသုံးသူ၏မျှော်မှန်းချက် expectation ကိုကိုစားပြုထားခြင်းဖြစ်ပါတယ်။ဒါကဆီယမ်မတို့တင်ချာ pension လေးတွေကအကြောင်းအရာတစ်ခုချင်းစီကိုပြန်ပြီးတော့ပြောပြခြင်းဖြစ်ပါတယ်။ကုန်စည် HE ဈေးကွက်ဝယ်လိုအားကိုတဲ့ပေါ်ပြမယ်ဆိုလို့ရှိရင်ဈေးကွက်တွင်ပါဝင်သောစားသုံးသူ၏ဥယျာဉ် N ကိုညီမျှခြင်းမှာထပ်ပြီးဖြည့်ဆွဲရပါမယ်။ဒါဆိုရင်အောက်ပါအတိုင်းမယ်ဆီယမ်မတို့ကဘာဖြစ်သွားမလဲ။တင်ချာ pension ပုံစံလေးမှာ n တလုံးဒေါ်လာမှာဖြစ်ပါတယ်အဲ့ဒါပုံစံလေးကဘယ်လိုလေးဖြစ်သွားမလဲဆိုရင် gdx ညီမျှချင်း f ph m t p0 e n ဆိုဖြစ်သွားမှာဖြစ်ပါတယ်ဒါဆိုရင်ဘာကြောင့်လဲဆိုရင်ဆီယမ်မတို့ဝဲလွားကိုပြထမ်းတဲ့အချက်မှာဆိုရင်တူးချင်းဝဲလွားနဲ့ဈေးကွက်ဝဲလွားဆိုနှစ်ပိုင်းလေ့လာခဲ့တာဖြစ်ပါတယ် အဒီမှာပေးထားတဲ့ fencing လေးကဈေးကွက်ဝယ်လို့က fencing ဖြစ်ပြီးတော့အပေါ်မှာပေးထားတဲ့ fencing လေးကတော့တူးချင်းဝယ်လို့က fencing လေးကိုပေးထားခြင်းဖြစ်ပါတယ်။အကယ်၍ X ကုန်စီသည်ဝယ်လို့ကိုပြတ်ထန်းသောအခြားအချက်လည်းများပြောင်းလဲခြင်းမရှိသည့်အခြေအနေတွင်အဲ့ဒီ X ဆိုတဲ့ကုန်စီဝယ်လို့ကသည်ကုန်စီဤဈေးနှုန်းပြောင်းလဲမှုပေါ်တွင်သာမူတည်၍ပြောင်းလဲမှာဖြစ်ပါတယ်။အားချမှုလို့အခြားအချက်လည်းများပြောင်းလဲခြင်းမရှိသည့်အခြေအနေကို Satiris Paribas လို့ခေါ်ပါတယ်အင်္ဂလိပ်လိုဒါအဒိုကောက်လေးပေးထားခြင်းဖြစ်ပါတယ်ခုံစီစင်းနှုံးနဲ့ဝယ်ယူမိအရေးတွေဆက်ဆက်မှုကိုတော့အောက်ပါတိုင်းနေချာဖန်ရှင်ပုံစံလေးနဲ့ပေါ်ပြထားပါတယ် QDX ညီမျှခြင်း FPX, set bar ဒီ set bar ဆိုတာလေးကတော့ဆရာမတို့ဝယ်လိုအားကိုပြဋ္ဌာန်းတဲ့အချက်တွေလုံးဝမပြောင်းလဲဘူးဆိုတာကိုပြောခြင်းတဲ့အတွက်ဒါလေးကိုအဒိုကောက်လေးထည့်ထားခြင်းဖြစ်ပါတယ် ဲ့တော့ဆရာမတို့ကဒီပေးထားတဲ့ညီမြချင်းလေးကိုကြည့်ပြီးတော့အဲ့ဒီညီမြချင်းရနေပြီးတော့ဈေးနှုန်းပြောင်းလဲမှုပေါ်မူတည်၍ဝယ်ယူမိအရေအတွက်ပြောင်းလဲကြောင်းရေပုံရအခြေအနေကိုဖန်ရှင်ဖြစ်ပေါ်ပြထားတာဖြစ်ပါတယ်။ရင်းသဘောတရားများကိုတိကျသောဆက်ဆက်မှုပုံစံဖြစ်လဲပေါ်ပြနိုင်ပါတယ်။ဥပမာပြောမယ်ဆိုရင်အခြားအချက်များမပြောင်းလဲသည့်အခြေအနေတွင်ကုန်စည် AE တူးချင်းဝယ်လို့အားဖန်ရှင်မှာ 2DX ညီမြချင်း80အနုပ် 10 BX စပါဖြစ်သည်ဆိုပါစို့ဒါဆိုဆရာမတို့ကအဲ့ဒီမြချင်းကနေပြီးတော့ဈေးနှုန်းသီးသီးမှရှိတဲ့ဝယ်ယူမည့်အရေးအတွက်နဲ့တွက်အသီးသီးကို တွက်ချက်ရရှိနိုင်ပါတယ်ပြီးရင်အဲ့လိုတွက်ချက်ပြီးသွားရင်ဆရာမတို့တွေဝယ်လိုအားဈေးရနဲ့ဝယ်လိုအားမြင်းကွေးကိုလည်းရယူနိုင်မှာဖြစ်ပါတယ်ဒါကတော့ဆရာမတို့တွေရရှိထားတဲ့ဝယ်လိုအားမြင်းကွေးလေးနဲ့ဝယ်လိုအားဈေးရလေးပဲဖြစ်ပါတယ် ီကနေမှဆီယမတို့ဘာလေးရလာမလဲဆိုရင်ဝဲလိုအားမြင်ကွေးလေးကို ရရှိမှာ ဖြစ်ပါတယ်။ခါကွေးရောင်းလိုအားဖန်ရှင် supply ဖန်ရှင်ဒါဆိုဆီယမတို့ဆက်ပြီးတော့ဝဲလိုအားကိုလေ့လာပြီးသွားဖြစ်တဲ့အတွက်ရောင်းလိုအားဖန်ရှင်ကိုဆက်ပြီးတော့လေ့လာကြမယ်။အချိန်ကာလအတခုအတွင်းကုန်စည်တစ်ခု၏ရောင်းချမည့်အရေအတွက်သို့မဟုတ် ရောင်းလိုအားသည်လစ်လာနေသော ကုန်စည်၏ဈေးနှုန်းသွားစုများ၏ဈေးတနည်းအားဖြင့်သွားစုများ၏ဈေးနှုန်း ထုတ်လုပ်မှုနည်းပညာအခြားကုန်စည်များရဲ့ဈေးနှုန်းစတဲ့အချက်များပြောင်းလဲမှုပေါ်မှာမူတည်ရောလေဆရာမတို့ရေသိရှိနိုင်ပါတယ်။အဲ့တော့ဒီကြောင်းရာလေးကဆရာမတို့ရှေ့မှာသင်ခဲ့ပြီးသားဖြစ်ပါတယ်။ရောင်းလိုအားကိုပြတ်ထန်းသောအချက်များထဲမှာမှအဲ့ဒီအချက်တွေအားလုံးကိုပြောင်းလဲခြင်းရှိမရှိဘူးဆိုတဲ့အကြောင်းအရာလေးကိုလက်ရှိမှာသင်ခဲ့ပြီးသားဖြစ်ပါတယ်။အဲ့ဒီဆက်ဆက်မှုအခြေအနေကိုတင်ချာဖန်ရှင်ပုံစံနဲ့ဆိုရင်အောက်မှာရေးထားတဲ့အတိုင်းဆရာမတို့လေ့လာလို့ရမှာဖြစ်ပါတယ်။လေ့လာနေသည့်ကုန်စည်များ အိတ်ဖြစ်သည်ဆိုပါစို့ဒါဆိုရင်ဆီယာမားတို့ရဲ့ GSH မြန်မာချင်း F ကဖန်ရှင် PX PI TEH text နဲ့ P0 ဆိုပြီးတော့သင်္ချာဖန်ရှင်ပုံစံလေးနဲ့လေ့လာလို့ရပါတယ်ရောင်းလို့အညီများချင်းမှာဆိုရင်ဆီယာမားတို့က GSH ညီများချင်းကုန်စီ H ရောင်းချမိအရေအတွက် quantity ဆိုတဲ့ဂျူလေးကရောင်းချမိအရေအတွက်ဖြစ်ပါတယ် S ကတော့ဆီယာမား quantity ကအရေအတွက်ဖြစ်ပါတယ် S ကတော့ ဆရာမတော့ရောင်းလို့အားကိုပြောခြင်းဖြစ်ပါတယ် x ကတော့ကုန်စည်မျိုးစားကိုပြောခြင်းဖြစ်ပါတယ် f ဆိုတာလေးကတော့မိချက် function လို့လည်းပြောလို့ရပါတယ် px ဆိုတာကတော့ကုန်စည် xe ဇေနှုန်းဖြစ်ပါတယ် pi ကသွန်အားစုများဤဇေနှုန်း tech ဆိုတာကကြတော့ထုတ်လုပ်မှုနည်းပညာ technology ကိုဆိုလိုခြင်းဖြစ်ပါတယ်။ p0 ဆိုတာကတော့အခြားကုန်စည်များ၏ဈေးနှုန်းဆိုပြီးတော့ဒါလေးကသင်ချ pension တွေက ကျောင်းရလေးတွေကို ပြန်ပြီးတော့ပြောပြထားခြင်းဖြစ်ပါတယ်။တကယ်လို့ဆရာမတို့က X ကိုစီရဲ့ရောင်းလိုအားကိုပြဋ္ဌာန်းသောအခြားအချက်များပြောင်းလဲခြင်းမရှိသည့်အခြေအနေမှာဆိုရင်ကုံစီဤရောင်းလိုအားဟာကုံစီဤဈေးနှုန်းပြောင်းလဲမှုတွင်ပေါ်တွင်မူတည်ပြီးတော့ပြောင်းလဲမှာဖြစ်ပါတယ်။ဒါကြောင့်မလို့အခြားအချက်များပြောင်းလဲခြင်းမရှိသည့်အခြေအနေကို Ceteris Paribus လို့ပြီးတော့သူကအင်္ဂလိပ်လိုအတူလေးရေးပြထားခြင်းဖြစ်ပါတယ်။ကုံစီဈေးနှုန်းနဲ့ရောင်းချမှုအရေအတွက် ဆက်ဆက်မှုတွေကိုတော့အောက်ပိုင်းအောက်မှာဖော်ပြထားပါတယ် GSH ညီမြချင်း FPA ကောမာ set bar set bar ဆိုတာကဆီယမ်ဘာတို့ကပြထမ်းတဲ့အချက်တွေလုံးဝမပြောင်းလဲဘူးဆိုတဲ့သင်္ကေတလေးဖြစ်ထည့်ထားခြင်းဖြစ်ပါတယ်အထက်ပါညီမြချင်းကိုကြည့်ချင်းအဖြစ်ဈေးနှုန်းပြောင်းလဲခြင်းပေါ်မူတည်၍ရောင်းချမည့်အရေအတွက်ပြောင်းလဲကြောင်းဈေးပုံရအခြေအနေကို ဖန်ရှင်ဖြစ်ဖော်ပြထားပါတယ် အဲ့ဒီသဘောတရားကိုတိကျသောဆက်ဆက်မှုပုံစံအဖြစ်လည်းပေါ်ပြနိုင်ပါတယ်။ဥပမာအခြားအချက်များမပြောင်းလဲသည့်အခြေအနေတွင်ကုန်းစီ XE တူဦးချင်းရောင်းလွန်အားဖန်ရှင်မှာ QSX မြင်များချင်း30အပေါင်း 30PH ဂေါ်မာဆက်ပါဖြစ်သည်ဆိုပါစို့။ဒါဆိုရင်ဆရာမတို့ကအဲ့ဒီမြင်များချင်းကနေပြီးတော့ဈေးနှုန်းအသီးသီးမှာရှိတဲ့ရောင်းချမ်းမြေအရေအတွက်အသီးသီးကိုတွက်ချက်ရရှိနိုင်မှာဖြစ်ပါတယ်။ အဲ့လိုတွက်ချက်ပြီးတဲ့အခါမှာဆရာမတို့ကရောင်းလွားစရာနဲ့ရောင်းလွားမြင်ကွေးကိုလည်းရယူနိုင်ပါတယ်။အားတော့ဆရာမတို့ရဲ့ကုန်စီ HE တူးချင်းရောင်းလွားစရာလေးပဲဖြစ်ပါတယ်။ဒီမှာဆိုရင်ဆရာမတို့ကကုန်စီ H အတွက်ရောင်းလွားမြင်ကွေးလေးဖြစ်ပါတယ်။ဒါဆိုရင်ဆရာမတို့တွေအဲ့တော့ဆရာမတို့ကဝယ်တူးချင်းဝယ်လွားဖန်ရှင်ကိုလည်းတင်ပြီးသွားပြီ။ရောင်းလွားဖန်ရှင်ကိုလည်းတင်ပြီးသွားပြီ။ အဲ့တော့ဝယ်လိုအားဖန်ရှင်မှာရှိတဲ့ဇရာနဲ့တခါရောင်းလိုအားဖန်ရှင်မှာရှိတဲ့ဇရာနှစ်ခုကိုပေါင်းပြီးတော့ဆရာမတို့အားမြကြီးအခြေအနေကိုဆက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်။အားမြကြီးဝယ်လိုအားနဲ့ရောင်းလိုအားဖန်ရှင်များမှာဈေးကွက်အားမြကြီးကိုတွက်ချက်နိုင်ပါတယ်။ဒါခုနဆရာမပြောခဲ့တဲ့အကြောင်းအရာနဲ့အတူတူပါပဲ။အားမြကြီးအခြေအနေမှာကုန်စည်ကိုဝယ်ယူမိအရေးအတွက်နဲ့ရောင်းချမိအရေးအတွက်တို့တူညီနေသောအခြေအနေဖြစ်သောကြောင့်တင်ချာညီမြချင်းဖြင့် QDX ညီမြချင်း QSX ကိုပေါ်ပြနိုင်ပါတယ်။အဲ့တော့ဆရာမတို့ရှင်းမှာပေးထားတဲ့တင်ယူခဲ့တဲ့ Wellwa Function ရဲ့ Function လေးရဆိုလို့ရှိရင် QDX ညီမြချင်း80အနုတ်30 pH စပါ။ QSX ဒါကတော့ရောင်းလို့ Function လေးကိုမှာပေးထားတဲ့ Function လေးကတော့30အပေါင်း30 pH စပါဖြစ်ပါတယ်။ဒါဆိုဆရာမတို့ကအားမြကြီးတွေ့တော့မယ်ဆိုတဲ့ခါကျတော့ QDX ညီမြချင်း UX အဆိုပြကြဆရာမတို့ကဖန်ဆင်လေးကိုပြန်ပြီးတော့တွက်ချက်ဖို့ပြင်ဆင်လိုက်တဲ့အခါမှာဒီလိုမျိုးလေးညီမြချင်းလေးရပါမယ်။အဲ့ဒီညီမြချင်းလေးမှာဒီမှာပေးထားတဲ့ဆရာမတို့ရဲ့ကိငကနန်လေးတွေထည့်ပါမယ်။30အနုတ်80အနုတ်30 PX ညီမြချင်း30အပေါင်30 PX အဲ့တော့ဆရာမတို့ကဒီဘက်မှာရှိနေတဲ့ PX လေးအကုန်လုံးကိုဒီဘက်ဒီဘက်ကိုပို့လိုက်တဲ့အခါမှာ30 PX အပေါင်30 PX ညီမြချင်း80အနုတ်30 အဲ့တော့ 20px နည်းများချင်းဒီ80ကိုရရှိမှာဖြစ်ပါတယ်။ဒါဆိုရင်ဆီယမ်မားတို့လိုချင်တာ pH ဈေးနှုန်းကိုလိုချင်တာဖြစ်တဲ့အတွက် pH ကိုထားလိုက်တဲ့အခါမှာဟိုဘက်မှာ80ကို20နဲ့စားလိုက်တော့3.5ရပါတယ်။ဒါဆိုရင်တော့ဆီယမ်မားတို့ရဲ့အားမြဈေးနှုန်းပဲဖြစ်ပါတယ်။ဒါကတော့ဆီယမ်မားတို့အားမြဈေးနှုန်းအတွက်တဲ့ပုံစံလေးပဲဖြစ်ပါတယ်။ဆီယမ်မားတို့ရှင်းမှာ တချက်ခဲ့တဲ့နေရာမှာအားမြဈေးနှုန်း3.5ရရှိခဲ့ပြီးဖြစ်ပါတယ်။ဒါဆိုရင်ဆရာမတို့ရဲ့ဝယ်လိုအားဖန်ရှင်ဒါမှမဟုတ်ရောင်းလိုအားဖန်ရှင်မှာအားမြဈေးနှုန်းကိုအစားသွင်းပြီးတွက်ချက်ပါမယ်။အဲ့လိုတွက်ချက်လိုက်မယ်ဆိုရင်ဆရာမတို့ကအားမြကုန်စည်အရေအတွက်ကိုရရှိမှာဖြစ်ပါတယ်။အဲ့တော့ပထမဦးဆုံးဆရာမတို့ဝယ်လိုအားဖန်ရှင်တဲ့ကိုအစားထိုးပြီးတွက်ချက်ပါမယ်။ GDX ညီမြချင်း80အနုပ် 10PX စပါ။ဒါကသူ့ရဲ့ဖန်ရှင်လေးပါ။ဝယ်လိုအားဖန်ရှင်လေးဖြစ်ပါတယ်။ အဲ့တော့ဆီယမတို့က80အနုပ်30 pH က3.5ရထားတာဖြစ်တဲ့အတွက်ဆီယမတို့အစားသွင်းလိုက်ပါတယ်ဒီကတင်ချာကိန်းကနန်းလေးကိုဖြည့်ရှင်းလိုက်တဲ့အခါမှာ55ရပါတယ်ဒါဆိုရင်ကုန်စီ H ရဲ့အားမြကုန်စီရွက်အတွက်ရေအတွက်ကိုရရှိမှာ ဖြစ်ပါတယ်နောက်တစ်ခါဆီယမတို့ကဒီဒီကိန်းကနန်းလေးအားမြဈေးနှုန်း3.5လေးကိုပဲရောင်းလိုအားဖန်ရှင်နဲ့မှာထည့်ပြီးတော့အစားသွင်းတွက်ချက်ပါမယ်ဒါဆိုရင်ဆီယမတို့က 2xx ညီမြချင်း30ပေါင်း 30px စပါဆိုတဲ့ထဲထဲမှာထည့်ပြီးတော့တွက်မှာဖြစ်ပါတယ်30ပေါင်း 30px နေရာမှာဆရာမတို့ကအားမြဈေးနှုန်း3.5ကိုတွတ်ချလိုက်တဲ့အခါမှာ55ရရှိပါတယ်ဒါကတော့ဆရာမတို့ရဲ့အယောင်လိုအားကုန်စည်အရေးအတွက်ကိုရရှိတာဖြစ်ပါတယ် ဲ့တော့ဆီယမ်မတို့ရှေ့မှာ ပြောခဲ့ပြီးသားပါတည်ယူခဲ့ပြီးသားဖြစ်ပါတယ်။ဈေးနှုန်းတစ်ခုမှာဆိုရင်ဝယ်ယူမြည်ရေအတွက်နဲ့ရောင်းချမြည်ရေအတွက်တူညီနေဆိုရင်အဲ့တူညီနေတဲ့ရေအတွက်ကိုအားမြောက်ကုန်စီရေအတွက်လို့ခေါ်ပါတယ်။အဲ့ဒီမှာဆီယမ်မတို့အားမြောက်ဈေးနှုန်းတစ်ခုမှာပဲဝယ်လို့အားအားကိုဖန်ရှင်ထဲမှာထည့်ပြီးတွက်လိုက်တဲ့အခါမှာလည်း45ရပါတယ်။ရောင်းလို့အားဖန်ရှင်ထဲမှာတက်ပြီးထည့်ပြီးတော့အစားတို့တွက်ချက်လိုက်တဲ့အခါမှာလည်း45ရပါတယ်။ဒါဆိုရင်ဒီ45နှစ်ခုဟာဆိုရင်ဆီယမ်မတို့ရဲ့ အားမြကုံစီရေတွဲလို့ဆိုရမှာဖြစ်ပါတယ်အဲ့တော့ဆရာမတို့ကရှေ့မှာအားမြကုံစီရေတွဲလဲရပြီအားမြအားမြဈေးနှုန်းလည်းရပြီဖြစ်တဲ့အတွက်ဆရာမတို့ကကုန်စည်အိတ်အတွက်အားမြကြီးအခြေအနေဇယားလေးကိုဆွဲမှဖြစ်ပါတယ်။အဲဒါဆရာမတို့ကဒီဘက်မှာဆရာမတို့ရှေ့မှာရှိထားတဲ့ကုန်စည်အိတ်တူးချင်းဝယ်လို့အားဇယားရှိမယ်။ကုန်စည်အိတ်ဤတူးချင်းရောင်းလို့အားဇယားရှိပါမယ်။အဲဒါဒီမှာဈေးတို့1 2 3 4 5 6ဆိုပြီးတော့ဈေးနှုန်းမှာ ်၊၃ညကနေပြီးတော့6ထီရှိပါတယ်။အဲ့တော့ဒီမှာဆရာမတို့ကအားမြဈေးနှုန်းကိုရလာပြီဖြစ်တဲ့အတွက်သူ့ရဲ့အားမြဈေးနှုန်းကိုပါထည့်ပြီးတော့တွေ့ရပြီဖြစ်ပါတယ်။အဲ့တော့3ည2 2 3အားမြဈေးနှုန်းခုနဆရာမတို့တွက်ခဲ့တာ3.5ဖြစ်ပါတယ်။ဒါကြောင့်မို့ဒီမှာ3.5ကိုအားမြဈေးနှုန်းကိုတွက်လိုက်ပါတယ်။အဲ့တော့4 5 6ဆိုပြီးတော့ဆက်ပြီးတော့လာပါတယ်။ဒါကြောင့်ဆရာမတို့ဝယ်ယူမိရေတွက်မှလည်းဆရာမတို့ရေ ညဖန်ရှင်လေးတိုင်းမဲ့အစားထိုးပြီးတော့တွက်ချက်လိုက်တဲ့အခါမှာ80 90 60အဲ့ဒီမှာဆီယာမတို့ရဲ့အားမြကြီးဘယ်လောက်ရလဲဆိုရင်45ရတဲ့အတွက်အားမြကုန်းစီအကြီးအတွက်ကလေးကိုပါထည့်ပြီးတော့နော်ပြန်ပြီးတော့ဇာမှာပေါ်ပြလိုက်တဲ့အတွက်45လေးရောက်ရှိလာပါတယ်တခါရောင်းချမြင့်အရေးအတွက်မှာဆိုရင်လည်းဆရာမတို့ function နဲ့တွက်ချက်လိုက်တဲ့အခါအားမြတ်ကုန်စီအရေးအတွက်လေးရရှိလာပါရဲ့အဲ့ဒီတော့ဒီမှာလေဆရာမတို့ကကဏ္ဍလေးတစ်လုံးထပ်တိုးလာပါတယ်၁၀၂၀၃၀၄၀ 55 50 60 80အဲ့ဒါဒီမှာဆီယာမတို့ကဆီယာမောက်တွက်ချလိုက်လို့ရတယ်အားမြဈေးနှုန်းလေးလည်းတွေ့ရတယ်ဆီယာမောက်အဲ့ဒီအားမြဈေးနှုန်းလေးကိုအစားထိုးပြီးတွက်ချလိုက်တဲ့အခါမှာအားမြကုန်စည်အရေအတွက်ကိုလည်းဝယ်လို့အားမှာရောရောင်းလို့အားအောင်မှာတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဆီယာမတို့ကပြန်ပြီးတော့မှတ်ချက်မှာရေးမယ်ဆိုရင် အားမြဈေးနှုန်းရဲ့အပေါ်မှာဆိုရင်ပိုရှန်ဝယ်လို့အားတွေဖြစ်ပေါ်ပါတယ် အားမြဈေးနှုန်းရဲ့အောက်မှာဆိုရင်တော့ဆရာမတို့တွေပိုရှင်ရောင်းလိုအားတွေဖြစ်ပေါ်ပါတယ်ဒါကတော့ဆရာမတို့တွက်ချက်သုံးသပ်ပြီးတဲ့နောက်မှာကိုစီအိတ်အတွဲအားမြကြီးအချိန်လေးဇာလေးကိုရာယူခဲ့ခြင်းပဲဖြစ်ပါတယ်ထို့ကြောင့်မို့လို့အားမြဈေးနှုန်းက3.5ချက်ဖြစ်ပြီးတော့အားမြကိုစီရေအတွက်မှာ45ချက်ယူနစ်ဖြစ်ပါတယ်ဒါဆိုရင်ဆရာမတို့ကဇာယူပြီးပြီဆိုရင်ဆရာမတို့ဘာလုပ်မလဲဆိုရင်ကိုစီအဲ့အတွက်အားများကြီး เนาะမြင်ကွေးလေးဆွဲပါတယ်အဲ့တော့ဒီမှာဆရာမတို့တင်းနေ3 4 5 6ဒါကတောင်းလိုက်ဝင်ရုံမှာဈေးနှုန်းဝင်ဆွဲပါတယ်ကလျားလိုက်ဝင်ရုံမှာဆိုဆရာမတို့အရေးအတွက်တွေကိုတတ်မှတ်ပါတယ်တတ်မှတ်ပြီးသွားရင်ဆရာမတို့တွေဝဲလိုအားမြင်ကွေးလေးကိုလည်းရေးဆွဲတယ်ရောင်းလိုအားမြင်ကွေးလည်းရေးဆွဲပါတယ်အဲ့တော့ဝဲလိုအားမြင်ကွေးနဲ့ရောင်းလိုအားမြင်ကွေးစုံတဲ့နေရာဟာအားများကြီးဖြစ်ပါတယ်အဲ့ဒီအားများကြီးနဲ့တဲတဲမှာရှိတယ်ကလျားလိုက်မြင်းပေါ်မှာဆိုရင်45ဖြစ်ပါမယ်ဒါဟာအားများကုန်စီအရေးအတွက်ဖြစ်ပါတယ် ဆရာမဒီဘက်ကိုသွားလိုက်လို့ဒေါင်းလိုက်ဝင်ရိုးမှာဆိုရင်3.54နဲ့3ချမှာရှိပါရဲ့ဒါကတော့အားမြဈေးနှုန်းနေရာကိုမှတ်သားခြင်းပဲဖြစ်ပါတယ်အကယ်၍လိလာနေသောကုန်စည်ဈေးနှုန်းမဟုတ်သည့်ဝယ်လွားသို့မဟုတ်ရောင်းလိုအားကိုပြဋ္ဌာန်းသောအခြားအချက်များပြောင်းလဲခြင်းကြောင့်ဝယ်လိုအားသို့မဟုတ်ရောင်းလိုအားရွှေ့ပြောင်းခြင်းဖြစ်ပါကဈေးတို့ဤဖန်ရှင်ညီများခြင်းများပြောင်းလဲသွားမည်ဖြစ်သည်တဲ့ အဲ့တော့ဆရာမတို့ဝဲလွားရောင်းလွားတွေပြထတဲ့အချက်တွေတခုခုပြောင်းလဲမယ်ဆိုရင်ဖန်ရှင်ညီမြချင်းတွေလည်းပြောင်းလဲသွားနိုင်ပါတယ်အဲ့လိုဖန်ရှင်ညီမြချင်းတွေပြောင်းလဲသွားပြီဆိုရင်ဆရာမတို့ရဲ့အားမြဈေးနှုန်းနဲ့အားမြကုန်စည်ရေတွက်တွေလည်းပြောင်းလဲမှာဖြစ်ပါတယ်အဲ့ဆရာမတို့ဆက်လက်ပြီးတော့ဝေဖန်သုံးသက်တွက်ချက်ရဲ့ဘေးကွင်းလေးတွေကိုဆက်ပြီးတော့လေ့လာပါမယ်အဲ့တော့ဈေးနှုန်း20ကျပ်40ကျပ်60ကျပ်80ကျပ်100ကျပ်အဲ့တော့ဆရာမတို့ဈေးနှုန်းအသေးသေးကိုပေးထားပါတယ် ဲ့ဒီဈေးနှုန်းအသီးသီးမှာမရင်တွက်ချက်မလဲဆိုရင်ဝယ်လိုအားနဲ့ရောင်းလိုအားအရေးအတွက်တို့ကိုရှာမှာဖြစ်ပါတယ်။အဲ့တော့ကုန်စည် HE ဝယ်လိုအားဖန်ရှင်မှာသူကဗာပြထားလဲဆိုရင် GDX နည်းများချင်း440အနုပ် 6PX စက်ပါအဲ့တော့ဂျူကုန်စီ HE ရောင်းလို့အားဖန်ရှင်ကတော့ GSX ညီမြချင်း40ပေါင် PX စက်ပါဖြစ်ပါတယ်။အဲ့တော့ဆရာမတို့က ပေးထားတဲ့20ကျပ်ဆိုတဲ့ဈေးနှုန်းလေးကိုဆရာမတို့ရဲ့ဝယ်လိုအားဖန်ဆင်တဲ့ကိုထည့်ပြီးတော့တွက်မှာဖြစ်ပါတယ်ဈေးနှုန်း20ကျပ်မှာဆိုရင်ဆရာမတို့ရဲ့ဝယ်လိုအားဖန်ဆင်ဖြစ်တဲ့ GDX ညီမြချင်း440အနုပ်4 PX ဆက်ပါတယ်ကိုထည့်ပါမယ်အဲ့တော့440အနုပ်4 PX ထဲမှာဆိုရင်ဆရာမတို့ဈေးနှုန်း20ကျပ်ကိုထည့်ပြီးတော့တွက်ချက်လိုက်တဲ့အခါမှာဝယ်လိုအားက360အရေအတွက်ကိုရရှိတာဖြစ်ပါတယ်။ အဲ့တော့ဆီယာမတို့ကရောင်းလို့အားမှာလေဒီတိုင်းမှာပဲရောင်းလို့အားဖန်ရှင်ထဲမှာရင်းနှုန်း20ချက်ကိုဆက်ပြီးတော့စားထိုးပြီးတော့တွက်ချက်ပါမယ်40ပေါင် PX စပါအဲ့တော့40အပေါင် PX က20ချက်ဖြစ်တဲ့အတွက်40ပေါင်20 60ရောင်းလို့အားအစီအတွက်ကိုရရှိတာဖြစ်ပါတယ်အဲ့တော့ဆီယာမတို့က20နဲ့တွေ့ပြီးပြီးအဲ့တော့40ကိုလည်းဒီတိုင်းမှာပဲဒီပုံစံလေးတိုင်းမှာပဲဝယ်လို့အားဖန်ရှင်ထဲမှာထည့်ပြီးတော့တွေ့မယ်ဒါဆိုရင်ဆီယာမရဲ့ဝယ်ယူမှုရည်တွေ့ရလာမယ် တခါအဲ့40ဇင်းနှုန်းချက်ကလေးကိုပဲရောင်းလို့အားဖန်ရှင်ထဲမှာဆက်လက်ပြီးတော့ထည့်ပြီးတော့အစားအထိုးတွက်ချက်လိုက်တဲ့အခါမှာဆိုရင်ရောင်းချမီးအရေအတွက်တွေကိုရရှိမှာ ဖြစ်ပါတယ်ဒီလိုနဲ့ဆရာမတို့က20 40 60 80 100ချက်အသီးသီးကိုဒီဖန်ရှင်လေးထဲမှာ ဖန်ရှင်နေထဲမှာအစားအထိုးတွက်ချက်လိုက်တဲ့အခါမှာဝယ်ယူတဲ့အရေအတွက်360 280 200 120 40ဆိုပြီးရရှိပါတယ် ။ရောင်းချမိရွေအတွက်မှလည်းသူ့ရဲ့ရောင်းချမဲ့ pension လေးထဲမှာထည့်ပြီးတော့အစားထိုးထွက်ဆက်လိုက်တဲ့အခါမှာ60 80 100 120 140ဆိုပြီးတော့ဆီယမားတို့တွေအရေးအတွက်တွေကိုထွက်ချက်ရရှိပါတယ်။အဲ့တော့ဆီယမားတို့ကပေးထားတဲ့ဈေးနှုန်းပေါ်မှာအခြေခံပြီးတော့ဝယ်ယူမိရေအတွက်တွေတက်လိုက်ပြီးရောင်းချမိရေအတွက်တွေကိုတွက်ချက်လိုက်တဲ့အခါမှာဈေးနှုန်းတစ်ခုထဲမှာပဲဝယ်ယူမိရေအတွက်နှစ်ခု တူညီတဲ့နေရာကိုရှာလိုက်တဲ့အခါအားများကြီးကိုရမှာဖြစ်ပါတယ် အဲ့တော့ဆီယမာရော80ဆိုတဲ့ဈေးနှုန်းမှာဝယ်ယူမိရေတွက်က120ရောင်းချမိရေတွက်ကလည်း120အဲ့တော့ဆီယမာရောရဲ့အားမြဈေးနှုန်းက80အားမြရေတွက်က120ဖြစ်ပါတယ်အဲ့တော့ဆီယမာရောကအားမြကြီးရဲ့အပေါ်မှာဆိုရင်ပိုရှန်ဝိုင်လိုအားဖြစ်ပေါ်ပြီးတော့အားမြကြီးရဲ့အောက်မှာဆိုရင်ပိုရှန်ရောင်းလိုအားဖြစ်တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ် ဒီမှာဆွင်ဆီယာမကဒီမေကွန်းလေးမှာဆွင်ဆီယာမကဈေးနှုန်း20အတွက်ပဲတွက်ချက်ပေးထားတာဖြစ်ပြီးတော့ကျန်းသားတွေကိုတော့ဒီတိုင်းလေးပဲဆက်ပြီးတော့ကိုပါကိုဆက်လေ့ကျင့်လေးပို့လိုပါလိမ့်မယ်အဲ့တော့ဆီယာမတို့ကပေးထားတဲ့ဈေးနှုန်းတွေပေါ်မှာအခြေခံပြီးတော့ဝေးမိရေတွက်ရောင်းချမိရေတွက်တွေကိုတွက်ချက်ပြီးတော့ဇရားလေးရရှိပြီးဖြစ်ပါတယ်အဲ့ဒီဇရားလေးပေါ်မှာအခြေခံပြီးတော့ဆီယာမတို့ရဲ့ကုန်စည်အိတ်ရဲ့အားများခြင်းမြင်ကွင်းလေးကိုရေးဆွဲမှာဖြစ်ပါတယ်အဲ့တော့ဆီယာမတို့ဒေါင်းလိုက်ဝင်ရောက်မှာဆိုရင်ပေးထားတဲ့ဈေးနှုန်းလေးတွေကိုမှတ်သားမှာဖြစ်ပါတယ် အလျားလေးဝင်ရောမှာဆိုတော့ဆရာမတို့အတွက်ချက်ရရှိထားတဲ့ဝဲလိုအရေးအတွက်နဲ့ရောင်းလိုအရေးအတွက်ရဲ့ unit တွေကိုမှတ်သားမှာဖြစ်ပါတယ်။ဒါပြီးရင်ဆရာမတို့တွေဝဲလိုအမြင်ကွေးလေးနဲ့ရောင်းလိုအမြင်ကွေးလေးကိုရေးဆွဲပါတယ်။အဲ့တော့ဆရာမတို့တွေဝဲလိုအရောင်းနဲ့ရောင်းလိုအမြင်ကွေးစုံတဲ့နေရာလေးကအားမြကြီးဖြစ်ပါတယ်။အဲဒါကြောင့်မလို့အားမြကြီးကို inner လို့မှတ်ပါတယ်။အဲ့ဒီမှာဆရာမတို့တွေအဲ့ဒီစုံမှတ်လေးနဲ့နော်ဒေါင်းလေးဝင်ရောတဲ့တဲ့ရှိတဲ့နေရာကိုဆရာမတို့ကအားမြဈေးနှုန်းလို့ ခေါ်မှာဖြစ်တဲ့အတွက်အားမြစင်းလုံးက80ကျပ်ဖြစ်ပါတယ်။အဲ့တော့ဆရာမတို့ရေနောက်တစ်ခါဝဲလွာမြင်ကွင်းနဲ့ရောင်းလွာမြင်ကွင်းစုံတဲ့နေရာတဲ့တဲ့မှာရှိတဲ့ရေအတွက်ပေါ်ကအမှတ်သားလေးမှာဆိုရင်120ဖြစ်တဲ့အတွက်ဆရာမတို့ရဲ့အားမြကုန်စည်ရေအတွက်က120ယူနစ်ဖြစ်တယ်ဆိုတာကိုလေတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့ဆရာမတို့တွေက အာဈေးနှုန်းလဲထွက်ပြီးအရေးအတွက်လဲထွက်ပြီးဒါဆိုရင်ဆီယမ်မတွေပြန်ပြီးတော့ဝယ်လိုအပ်ဖန်ရှင်နဲ့ရောင်းလိုအပ်ဖန်ရှင်မှာပြန်ပြီးတော့စားထိုးပြီးတော့တွက်ချက်မှာဖြစ်ပါတယ်အဲ့တော့ဆီယမ်မတွေဝယ်လိုအပ်ဖန်ရှင်နဲ့ရောင်းလိုအပ်ဖန်ရှင်နဲ့မှာရရှိထားတဲ့အားများဈေးနှုန်းလေးကိုဆက်ပြီးတော့ဆီယမ်မတွက်ပါမယ်အဲ့တော့ QTA ညီမချင်း QSX အဲ440အနုပ်40 PX+ PX အဲ့တော့5 PX ကိုရပါတယ်ညီမချင်း400ပါ အဲ့တော့ pH နည်းများခြင်းဆီယမတို့ရဲ့အားမြစည်းနှုန်း80%ကိုရရှိပါတယ်အဲ့ဆီယမတို့ရရှိလာတဲ့အားမြစည်းနှုန်း80ချက်ကိုဆီယမတို့ဝယ်လိုအားဖန်ဆင်ထဲမှာထည့်ပါမယ်440အနုပ်4 pH နေရာမှာ80ကိုအစားထိုးလိုက်ပါတယ်အဲ့အကြောင်းမလို့ဆီယမတို့ရဲ့အပြင်မှာဆိုရင်440အနုပ်320 120ယူနစ်ရရှိပါတယ်အဲ့ဒီ120ယူနစ်ဟာအားမြကုန်စည်ရေအတွက်ဖြစ်ပါတယ် အဲ့တော့ဆီယမ်မာရဲ့အားမြဇင်းလုံး80ကျက်ကိုတစ်ခါရောင်းတော့ဖန်ရှင်ထဲမှာအစားထိုးပြီးတွက်ချက်ပါမယ်40အပေါင်း BX 40အားမြဇင်းလုံး80ကိုထည့်ပြီးတော့တွက်ချက်လိုက်တဲ့အခါမှာ120ယူနစ်ကိုရရှိပါတယ်အဲ့တော့အားမြကုန်စီရေတွက်က120ယူနစ်ဖြစ်ပါတယ်အဲ့တော့ဆီယမ်မာတို့က20နှစ်မျိုးနဲ့ဒီအားမြဇင်းလုံးနဲ့အားမြကုန်စီရေတွက်ကိုတွက်ချက်လို့ရတယ်ဆိုတာကို တခုလေးလာသုံးသက်လို့ပြီးသွားပါပြီအဲတော့နောက်တစ်ချိန်မှဆရာမတို့ဆက်ပြီးတော့သင်ယူစရာတွေကိုဆက်တင်ပါမယ်အားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်ဒီနေ့ကတော့လောက်ပါပဲပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်